ရန်ကိုစိုးပြစ်သစင်မယူမစိတ်ဖူကြောင်းဖွင့်ချလိုက်တဲ့စိုးမြတ်သူဆောင်ပရိသတ်များအလုံးမဲမိင်္ဂလာပါရှင့်စိုးပြစ်သစင်ကိုဟင်းဝရဲနဲ့မညားမစိတ်ဖူခဲ့ကြောင်းပြောလာတာကတော့စိုးမြတ်သူစားပါငယ်စဉ်ဆုံးတွေကိုပရိသတ်တွေကဘလောက်တောင်သဘောတူဘလောက်တောင်ပေးစားခဲ့ကြလဲဆိုတာအလုံးလေးအသိပါအခုဒီမင်္ဂလာပွဲကြီးတကယ်ဖြစ်လာတော့မှသတို့သမီးလောင်စိုးပြစ်သစင်ရဲ့အမကြီးဖြစ်တဲ့မင်းသမီးကြီးစိုးမြတ်သူစားကသတို့နှစ်ယောက်တကယ်မယူပြစ်မှာကိုစိတ်ဖူခဲ့ရတယ်ဆိုပြီးတော့ရင်ဖွင့်ပြောဆိုလာခဲ့ပါတယ်ပထမဆုံးအနေနဲ့မင်းသမီးကြီးစိုးမြတ်သူစားစိတ်ဖူခဲ့ရတဲ့အ ဓိကအကြောင်းရင်းကတော့တခြားသူကြောင့်မဟုတ်ဘဲသူ့ရဲ့ညီမလေးဆိုပြီးတဲ့စဉ်ရဲ့ဇေယျိတ်တဘာဝကြောင့်ပါပဲပရိသတ်တွေတည်ကြတဲ့အတိုင်းပဲဆိုပြီးတဲ့စဉ်ဆိုတာကအနုပညာလောကမှာအရန်ကိုအေးစေးတည်ငြိမ်ပြီးတော့အနေအထိုင်သူတိတ်တဲ့သူတယောက်ပါသူစီကဘာအခြေအတင်းမှဘာအရှုပ်ရှင်းမှလုံးဝထွက်ပေါ်ခဲ့မှုတာမျိုးမရှိပါဘူး။အရန်ကိုဖြူစင်နေတူဖြစ်ပါတယ်။ဒါကြောင့်မလို့ပရိသတ်တွေတင်မကပါဘူး။ မဖြစ်တဲ့အစိုးမြတ်သူစာကိုရိုင်ကငါညမယောက်ျားယူပါမလားအပြိုကြီးပဲလုပ်တော့မလားဆိုပြီးတော့ထင်ခဲ့ရတဲ့အထိပါအစိုးမြတ်သူစာရဲ့ပြောဆိုမှုအရာစိုးပြတဲ့စဉ်ကအိမ်ထောင်ပြုဖို့ယောက်ျားယူဖို့နဲ့ပတ်သက်ပြီးတော့ဘာအရေးအယောင်မှလုံးဝမပြခဲ့ဘူးလို့ဆိုပါတယ်ညမလေးကတော့အေးဆေးတည်ငြိမ်နေပေမဲ့တစ်ဖက်မှာတော့ပြည်သက်တွေရဲ့ပေးစားမှုကအရန်ကိုအရှိန်ကောင်းနေခဲ့ပါတယ်မင်းသားဟင်းဝင်းရဲ့စိုးပြတဲ့စဉ်တော့နှစ်ယောက်ကအတူတူတွဲပြီးတော့ဇက်ကားတွေရိုက်တဲ့အခါကြောင်ညာရီမှာတရုပ်ဆောင်တဲ့အခါပွဲလင်းသဖြင့်နေတက်တဲ့အခါမှာ တကယ်ကိုလိုက်ဖက်ညီလုံးနေခဲ့ပါတယ်။ရုပ်ရည်ရောအမူအရာမှာလိုက်ဖက်လွန်လို့ပြည်သက်တွေကဒါကတော့တကယ်ပေါ်ဖက်ကဖေးပဲဆိုပြီးနှစ်ပေါင်းများစွာသူတို့နှစ်ယောက်ကိုသဘောတူရှိနေခဲ့ကြတာပါ။ဒီနေရာမှာပဲအမားဖြစ်သူဆိုမြတ်သူစားအတွက်စိုးရိမ်စရာအချက်ကြီးဖြစ်လာခဲ့ပါတယ်။ညီမဖြစ်သူကအင်တောင်ပြူဖို့စိတ်မဝင်စားသလိုဖြစ်နေချိန်ပြည်သက်တွေကဒီလောက်တောင်နေမယ်တွေထွက်နေပေးစားနေကြတာကိုမင်းသားဟင်းဝင်းရဲ့ဘက်ကသူညီမစိုးပြေတဲ့စဉ်ကိုတကယ်လက်မထက်ပဲတခြားမင်းကလေးတယောက်ယောက်ကိုကောက်ယူသွားခဲ့ရင်သူညီမနာမည်ပြတ်ကျန်ခဲ့ရမှာကိုအရင်စိတ် ်ပူခဲ့တယ်လို့ဆိုပါတယ်လူတွေကဟင်းဝရံကစိုးပြေကိုထားသွားတယ်ဆိုတဲ့အမြင်မျိုးနဲ့သူညီမကိုတနာတဲ့အကြည့်နဲ့ကြည့်ကြမှာဒါမှမဟုတ်အပြောခံရမှာကိုစိုးရိမ်နေခဲ့ရပါဒါအပြင်သူညီမစိုးပြေတဲ့ဇင်ဘက်ကလည်းဟင်းဝရံကိုမယူဘဲတခြားယောက်ျားလေးတယောက်ကိုရွေးချယ်လက်ထပ်သွားခဲ့ရင်ပြည်သက်တွေရဲ့အပြောဆိုတွေကိုခံရမှာစိတ်ပူခဲ့ရပြန်ပါတယ် ဘာဖြစ်လို့တနိုင်ငံလုံးကပေးစားနေတဲ့ဟင်းဝင်ရံကိုမယူဘဲတခြားတယောက်ကိုယူရတာလဲဆိုတဲ့ဝေဖန်မှုတွေ bloodless တွေကိုသူညီမခံရမှာကိုစိုးရိမ်ခဲ့ရတယ်လို့ဆိုပါတယ်။တနည်းအားဖြင့်ပြောရရင်တော့သဘောတူကြတာဒီလောက်အားကောင်းနေချိန်မှာဘသူကပဲတခြားတယောက်ကိုယူလိုက်ယူလိုက်ကြံခဲ့တဲ့တယောက်ကပရိသတ်ရဲ့ဝေဖန်မှုတွေကိုခံရနိုင်ခြင်းရှိရာကြောင့်စိတ်ပူခဲ့ရတာပါ။ဒါပေမဲ့အခုချိန်မှာတော့ဒီစိုးရိမ်မှုတွေအားလုံးဒီစိတ်ပူပန်မှုတွေအားလုံးကင်းစင်လွင့်ပြေသွားခဲ့ပါပြီ။ဘာဖြစ်လို့လဲဆိုတော့ပရိသတ်တွေရဲ့စံထားအတိုင်းသူညီမလေးစိုးပြေတဲ့ခြင်းက မင်းနာဟေးဝီရန်နဲ့ပဲတကယ်တမ်းလက်ထပ်တော်မှာဖြစ်လို့ပါပဲအခုဆိုရင်မင်္ဂလာပွဲကိစ္စတွေတော့အကုန်လုံးစီစဉ်နေကြပါပြီနောက်ဆုံးမှာတော့ဆွေမြတ်သူစားကသူညမလေးကိုချီကျူးစကားလေးဆိုသွားခဲ့ပါသေးတယ်ပုံမှန်ဆိုရင်အရန်အေးစေးတည်ငြိမ်လုံးနဲ့ဆိုပြတဲ့စဉ်ကအခုသူ့ရဲ့မင်္ဂလာကိစ္စကိုတော့သူကိုယ်တိုင်ကဦးစီးဦးဆောင်လုပ်ပြီးတော့နိုင်နိုင်နေနေစီမံခန့်ခွဲနေရကိုတွေ့ရတဲ့အတွက်ညမဖြစ်သူကိုအရန်ချီကျူးတယ်ဂုံယူတယ်လို့လည်းပြောကြားသွားခဲ့ပါရဲ့ရှင် ဘဝဖြစ်ဖြစ်ပရိသတ်တွေပေးစားခဲ့တဲ့အတိုင်းအမားဖြစ်သူစိုးရင်ခင်ရတာတွေပြေပြောက်ပြီးတော့တကယ်ပဲလက်ထပ်သွားကြပြီဖြစ်လို့ဟင်းဝီရဲ့နဲ့စိုးပြေတစင်တို့ဆောင်တွေအတွက်ဝမ်းသာစရာပါပဲပရိသတ်ကြီးတို့ရောဒီဆောင်တွေရဲ့မင်္ဂလာပွဲကိုဘလောက်တောင်မျှော်လင့်ထားကြလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်